ို့ပြီးတော့မပြောဘူးဖြစ်မှာဆိုလို့အခုကျွန်မချို့ပြီးတော့ပြောပြီ Do not tell me I don't prep for you Uranus က Gemini ကို July 9ရက်နေ့မှာပြောင်းမှုရှိတယ် is a huge shit for the collective. ကျမတို့အားလုံးမှာရှိတဲ့မတူညီတဲ့အယူအဆတွေ perspective တွေ communication transformation technology နဲ့ပတ်သက်တာကျမတို့တွေးပုံခေါ်ပုံကျမတို့တယောက်နဲ့တယောက်နဲ့ connect လုပ်ဖို့ဆက်ဆက်ဖို့ ဒါတွေအကုန်လုံး you in the sky gemini ကိုပြောင်းပြီဆိုတဲ့အခါကျရင်အားလုံးပြောင်းလဲဖို့ရှိတယ်။ when this happen everything changes ။ the mind ကိုနောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်နောက်ဆုံး you in the sky gemini ရှိခဲ့တဲ့တုန်းကဒုတိယကပ္ပစစ်ပြီးဆုံးခဲ့တယ်။ a new new bone was drop atomic bomb was drop အနုမြူပုံးကျဲခံခဲ့ရတယ်။အဲ့ဒီအချိန်မှာ computers တွေပေါ်လာခဲ့တဲ့အချိန် UNS စင် Gemini မစခင်မှာ America မှာပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ US Revolution ဖြစ်ခဲ့တယ်။ခုလောလောဆယ် UNS စင် Gemini တပတ်ပြန်လည်လာတဲ့ AI kit မှာကျမတို့သိတဲ့ information တွေကတစ်ခါမှမကြုံဘူးတဲ့ information တွေတစ်ခါမှမကြုံဘူးတဲ့ technology တွေကို detect ပို့ပြီးတော့ကြုံလာဖို့ရှိတယ်။ UNS ရဲ့အလုပ်လုပ်ပုံကအဟောင်းနေရာတွေကိုကိုယ့်ကိုစွဲထုတ်လိုက် ုက်ပြီးတော့အစ်စ်တပံပြန်လဲမွေးဖွားလာအောင်လုပ်နိုင်တဲ့အစွမ်းရှိတယ်။နည်းနည်းလေးစောင့်ပြီးကြည့်ကြည့်ဇူလိုင်လ9ရက်နေ့မတိုင်ခင်နဲ့9ရက်နေ့ဆွန်းဆွန်းလေးမှာကဘာပေါ်မှာကျမတို့ဒီ collective energy မှာကိုတခါမှမကြုံဘူးတဲ့အတွေ့အကြုံတွေအအားသင့်စရာကောင်းတဲ့ကိစ္စတွေ shocks တွေ UNS ကကျွန်တော် revolution နဲ့လက်ဆက်ဆက်မှုရှိတယ်။ UNS ကမိတောင်တွေပောက်ကွဲရတာနဲ့ဆက်ဆက်မှုရှိတယ်။ UNS က earthquake နဲ့ ငလင်းနေနဲ့ဆက်ဆက်မှုရှိတယ် Uranus ကဒုံးကြီးနေနဲ့ဆက်ဆက်မှုရှိတယ် It could be anything shocking ကိုတခါမှမကြုံဘူးတဲ့ shock ဖြစ်သွားမယ်အရာမျိုးကို Uranus ရဲ့ energy ကပေးလိမ့်ရှိတယ် Uranus ရဲ့သဘောတဘာကွာကဘာကိုမှကြိုပြီးတော့ခံမှန်းလို့မရဘူး तू လောက်ချင်တာလောက်မယ် तू ဖြစ်ချင်သလိုဖြစ်လိုက်မယ်ဆိုရဲပုံစံမျိုးဒီ UNS က तू က rebellious ဖြစ်တယ်ကျွန်မတောင်ခဏခဏပြောတယ် तू ကငါလောက်ချင်တာလောက်မယ်ဆိုတဲ့ rebellious ဖြစ်တဲ့ energy မျိုး UNS မှာရှိတယ်။ဒါပေမဲ့ကျွန်မတော့ဒါကိုမကြောက်စေချင်ဘူး။ကဘာရိုက်မြက်မှာလည်းကျွန်မတို့ဒီ2025မှာဖြစ်တဲ့အဖြစ်ပြက်တွေကလည်းပြောမယ်ဆိုတဲ့အခါကျရင် we have seen shit ။နော်ကျမတို့မြင်တွေ့ခဲ့ရတဲ့အရာတွေကများနေပြီเนาะခုအလုပ်ကဘာလဲဆိုတော့ ground your energy and witness to it ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့ energy ကိုကိုယ့်ရဲ့ emotion တွေကို regulate လုပ်မယ် stable ဖြစ်အောင်လုပ်မယ်ဖြစ်လာတဲ့အရာတွေကိုစောင့်ကြည့်ဖို့ပဲရှိတော့တယ်ကျမက hogging ထုတ်တာလည်းမဟုတ်ဘူး I'm just reading the patterns. ကိုမှဒီ information တွေကိုကြိုသိထားတယ် awareness ရှိတဲ့အတွက်ကြောင့်ကိုကိုတုံ့ပြန်နေဆိုတဲ့အခါမှာအရင်ရောက်ရမခတ်တော့ဘူး reactive မဖြစ်တော့ဘူး Star Uranus in Gemini Gemini ခုနှစ်ရက်နေမှာကျမတို့ any transit လာဖို့ရှိတယ် huge shit for the collective နော် astrology နဲ့ပတ်သက်ပြီးတော့ဒီတော့ပို့ပြီးတော့လေ့လာခြင်းနဲ့ဒီလိုမျိုးသူများတွေမသိသေးတဲ့ information ကို ကိုဥအောင်သိချင်ပြီးတော့ကိုပို့ပြီးတော့ awareness ရချင်တယ်ကိုရဲ့ consciousness ကိုလည်းပို့ပြီးတော့မြင့်ချင်တယ်ဆိုရဲခါကြိုင်းကျမတို့အခု upcoming ပါ Muller Money in Astrology Money ကို Astrology ကဘယ်လိုမျိုးတင်ပြလို့ရှိလဲ Money နဲ့ပတ်သက်ပြီးတော့ Astrology ကဘယ်လိုမျိုးတွေပြောပြလို့ရှိလဲဆိုတာကိုကျမ live session လုပ်တော့ဖို့ရှိတယ်